မင်္ဂလာပါရှင်ဇွန်လ23ရက်တင်းနာနေ့ရဲ့တိမဖွေရသတင်းကဘာကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပြီးမှာကတော့အီရန်ရဲ့အဓိကနျူကလ িয়ার စက်ရုံသုံးခုကို အမေရိကန်စတင်တိုက်ခိုက်တဲ့သတင်းဖြစ်ပါတယ်။အမေရိကန်ဟာအီရန်ရှိအဓိကနျူကလ িয়ার နေရာသုံးခုကို အမေရိကန်က တိုက်ခိုက်ခဲ့ကြောင်းသမ္မတဒေါ်နယ်ထရန်ကဇွန်လ22ရက်နေ့အစောပိုင်းတွင်ပြောကြားကြောင်းသိရပါတယ်။အစုပါနေရာများမှာ Fordo, အစ်စဖာဟန်နဲ့နာတန်စတိုဖြစ်ပြီးတော့အီရန်ရဲ့နျူကလ িয়ার ရီမန်ချက်များရဲ့ဗဟုချက်တွင်ရှိနေလို့ဆိုပါတယ်။အီရန်မှာရှိတဲ့ဖော်ဒူအစ်စဖာဟန်နဲ့နာတန်စနျူကလ িয়ার နေရာသုံးခုကိုကျွန်တော်တို့အောင်မြင်စွာတိုက်ခိုက်ပြီးမြောက်ခဲ့ပါတယ်။လေရင်အားလုံးဟာလက်ရှိမှာတော့အီရန်လေပိုင်းနဲ့ထဲကပြန်လည်ထွက်ခွာခဲ့ပါပြီလို့ထရန်က True Social တွင်ရေးသားခဲ့ပါတယ်။အီရန်နျူကလ িয়ার ဆိတ်အများကိုတက်ခရာတွင်အမေရိကန်က GBU 57AB MOP ဘဏ်ကခွင်ပုံအသုံးပြုခဲ့တယ်လို့စစ်စစ်ရင်နေနေဆက်သူနှုတ်ကပြောကြားလာပါတယ်။အဆိုပါတက်ခတ်မှုတွင် B2 ကိုပြောက်ပုံကျဲတိုက်လေများကိုအသုံးပြုခဲ့ကြောင်းလည်းအစပါကိစ္စနှင့်နှိစက်တဲ့တရင်ရင်မြစ်တူကပြောကြားလာကြောင်းတရင်များကဖော်ပြထားတယ်လို့သိရပါရဲ့ရှင်။ ဆလတ်တင်ဆက်မဲ့တဲ့ငါတော့အီရန်ကအစ္စရေးဘက်သို့ဒုံးကျည်များဖြင့်ပြစ်ခတ်တိုက်ခိုက်တဲ့တဲ့ဖြစ်ပါတယ်။အစ္စရေးရဲ့အရင်နေဆုံးမဟာမိတ်ဖြစ်သောအမေရိကန်ကအီရန်ရှိနျူကလ িয়ার နဲ့ဆိုင်သောနေရာသုံးခုကိုတိုက်ခိုက်ခဲ့ပြီးနိုင်ပိုင်းအကြားတွင်အီရန်ကအစ္စရေးဘက်သို့ဒုံးကျည်များဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာလူဆတအုပ်ထံမှနေထရရရှိခဲ့ပါတယ်။အီရန်ဒုံးကျည်များဟာတယ်အဗီ၊ဟိုင်ဖာ၊နက်စီယိုနာနဲ့ရီယိုလီစီယိုနယ်မြေတို့အပါအဝင် အစ္စရေးနိုင်ငံအလဲပိုင်းနဲ့မြောက် ိုင်းဒေသများသို့ထိမှန်ခဲ့ရာအချက်ပေးအော်အတများထွက်ပေါ်နေပြီးပောက်ကွဲမှုများဖြစ်ပွားကြောင်းသိရပါတယ်။အဆိုပါဒုံးကျည်များကိုအီရန်ကပြစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနဲ့ချင်းချောက်မှုကိုဟန်တိုင်ရန်လှုံ့ဆော်နေကြောင်းအစ္စရေးစစ်တပ်ကပြောကြားခဲ့ပါတယ်။အီရန်မှာအစ္စရေးတို့ဒုံးကျည်အစင်30ကျော်ဖြစ်လို့ခဲ့ကြောင်း AFP သတင်းတွင်ဖော်ပြထားပါတယ်။အီရန်ကပြင်ပထားတဲ့နေရာများတွင်ဘန်ဂူရီယန်အပြည်ပြည်ဆိုင်ရာလေဆိပ်လဲပါဝင်ကြောင်းသိရပါတယ်ရှင်။ ထပ်မံတင်ဆက်ပေးမှာကတော့နျူကလ িয়ার ချင်းချောက်မှုကိုရပ်တန့်ရန်အီရန်ကိုတိုက်ခိုက်ရခြင်းဖြစ်ကြောင်းထရန့်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။စနေနေ့ကအီရန်နျူကလ িয়ার စစ်ရုံသုံးနေရာကိုတိုက်ခိုက်ရခြင်းရဲ့အရွေချက်မှာနျူကလ িয়ার ချင်းချောက်မှုကိုရပ်တန့်ရန်ဖြစ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားလာပါတယ်။အမေရိကန်ရဲ့ရွေချက်မှာအီရန်ရဲ့နျူကလ িয়ার တူလောင်တန့်စင်မှုစွမ်းရည်ကို ဖျက်ဆီးခြင်းနဲ့အကြမ်းဖက်မှုကိုအားပေးနေတဲ့ကမ္ဘာနံပါတ်၁နိုင်ငံရဲ့နျူကလ িয়ার ချိန်ဆမှုကိုရပ်တန့်ရန်ဖြစ်ကြောင်းအင်ဖြူရိုရင်းစနေနေ့ညမေကမှထရန့်ကပြောကြားခဲ့ကြောင်းသိရပါဗျ။အမေရိကန်သေဆုံးရမယ်။အစ္စရေးသေဆုံးရမယ်လို့အီရန်ကနှစ်ပေါင်း၄၀လောက်ပြောလာခဲ့တာပါ။လမ်းမိုင်းတွင်လည်းကျွန်တော်တို့ပြည်သူတွေကိုတပ်ဖြတ်နေတယ်။သူတို့ရဲ့ကိုယ်လက်အင်အားတွေထိခိုက်ဆုံးရှုံးစေတယ်။ အဲ့ဒါကသူတို့ကျွမ်းကျင်တဲ့အရာပဲဖြစ်တယ်။အမေရိကန်ပြည်သူပေါင်းတထောင်ကျော်ဆုံးရှုံးခဲ့ရပြီးသူတို့ရဲ့အမုန်းတရားကြောင့်အရှိလေပိုင်းနဲ့ကမ္ဘာတဝန်းကလူပေါင်းသိန်းနဲ့ချီသေဆုံးခဲ့ရပါတယ်လို့ထရန်ကပြောကြားခဲ့ပါတယ်။အဲ့ဒီနောက်လှုပ်ကြံခံခဲ့ရတဲ့အီရန်ဗိုလ်ချုပ်ကာဆန်ဆူလိုင်မာနီကလူအများအပြားကိုတပ်ဖြတ်ခဲ့ကြောင်းထရန်ကပြောပါတယ်။ ဒါပြင်အန်အားသင့်ဝယ်လှုပ်ဆောင်ချက်များအတွက်အစ္စရေးစစ်တပ်ကိုကျေးဇူးတင်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့ပြီးတော့ဆယ်စုနှစ်များစွာအတွင်းကမ္ဘာကမမြင်ဘူးသေးတဲ့ဂျင်းနက်ဖွဲ့စစ်စင်ရေးအတွက်အမေရိကန်စစ်သည်များကိုချီးကျူးဂုဏ်ပြုခဲ့ကြောင်းလည်းသတင်းများကဖော်ပြထားလို့သိရပါပါရှင်။ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ယူကရိန်းတွင်ဂျာခန်ဆုံထားရှိအတွက်ဆူမီကိုသိမ်းပိုင်နိုင်ကြောင်းပူတင်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ theory သဘောအရယူကရိန်းနိုင်ငံတနိုင်ငံလုံးကိုရုရှားနိုင်ငံကပိုင်ကြောင်းရုရှားသမ္မတပူတင်ကဇွန်လ20ရက်တွင်ထုတ်ဖော်ပြောကြားလိုက်ကြောင်းသိရပါတယ်။ ဒါအပြင်ရုရှားယူကရိန်းနဲ့ဇက်တရှားကိုကြားခံဆုံးထားရှိအစီအစဉ်အရယူကရိန်းနိုင်ငံဆူမီမျိုးကိုရုရှားတပ်များသင်ယူနိုင်ကြောင်းသမ္မတပူတင်ကပြောကြားခဲ့ပါတယ်။ရုရှားသမ္မတရဲ့အထက်ပါပြောကြားချက်များကိုယူကရိန်းနိုင်ငံဆိုင်ဝင်ကြီးဌာနကပြင်းပြင်းထန်ထန်ရှင်းချခဲ့ပြီးရုရှားအစိုးရရဲ့အထက်ပါသဘောထားများမှာအမေရိကန်ပြည်ထောင်စုရဲ့ငြိမ်းချမ်းရေးကြိုးပမ်းမှုများကိုမထေမဲ့မင်ပြုနေတဲ့သဘောထားများဖြစ်ကြောင်းဝေဖန်ထားပါတယ်။လက်ရှိအချိန်တွင်ရုရှားတပ်များဟာခရိုင်းမီးယားကျွန်းဆွယ်ဒေသအပါအဝင် ယူကရိန်းတနိုင်ငံလုံးရဲ့ငါးပုံတပုံခန့်ကိုထိန်းချုပ်ထားပြီးဖြစ်ပါတယ်။ theory သဘောအရမိမိအနေဖြင့်ရုရှားနိုင်ငံသားများနဲ့ယူကရိန်းနိုင်ငံသားများကို တခုရဲသောလူမျိုးအဖြစ်မှတ်ယူထားရာယူကရိန်းတနိုင်ငံလုံးကိုရုရှားနိုင်ငံကပိုင်ဆိုင်တယ်လို့ယူဆနိုင်ကြောင်းရုရှားသမ္မတပူတင်ကစိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့ပါတယ်။သို့ရာတွင်ရုရှားနဲ့ယူကရိန်းနိုင်ငံသားများအားတခုရဲသောပြည်သူလူထုအဖြစ်ညွှန်ဆိုမှုကိုယူကရိန်းသမ္မတစလန်စကီကအကြိမ်ကြိမ်ညှင်းပယ်ခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားစေစစ်ပွဲကိုအဆုံးသတ်နိုင်ရေးအတွက်ယူကရိန်းနိုင်ငံအနေဖြင့်မြေပြင်အခြေအနေမှန်ကိုလက်ခံပေးရန်လိုကြောင်းလဲရုရှားသမ္မတပူတင်ကစိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့ကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ပါကစ္စတန်ဘက်စီးမဲ့ရေတွေကိုတူးမြောင်းဖောက်ပြီးပြည်ရင်းပြန်ယူမယ်လို့အိန္ဒိယပြောကြားလာတဲ့သတင်းဖြစ်ပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန်တို့အကြား1960ခုနှစ်ကရရှိခဲ့တဲ့ရေမျှဝေရေစာချုပ်ကိုပြန်လည်အသက်သွင်းမှာမဟုတ်တော့ကြောင်းနဲ့ပါကစ္စတန်ဘက်ကစီစဉ်မဲ့ရေတွေကိုအိန္ဒိယနိုင်ငံနဲ့ကိုပြန်လည်တွေ့ယူမယ်လို့အိန္ဒိယပြည်ထောင်စုဝန်ကြီးအမရှာကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဒီကိစ္စဘယ်တော့မှပြန်မဖြစ်တော့ဘူးလို့အိန္ဒိယပြည်ထောင်စုဝန်ကြီးကဆိုပါတယ်။ပါကစ္စတန်ဘက်ကစီစဉ်နေတဲ့ရေတွေကိုတူမြောင်းနေနဲ့လွှဲပြောင်းပြီးအိန္ဒိယနဲ့ပြန်ပေးမယ်လို့သူကပြောပါတယ်။ပါကစ္စတန်မတရားရယူထားတဲ့ရေတွေခန်းချောက်လိမ့်မယ်လို့လည်းဆိုပါတယ်။ ပြည်ထောင်ဝင်ကြီးရဲ့မှတ်ချက်ပြီးမှာတော့ဒီကိစ္စပေါ်စိတ်သက်ညီနိုင်မှုကြိုးပမ်းနေတဲ့ပါကစ္စတန်အတွက်တော့ပြောင်းလဲချက်ရောက်ပါနေတယ်လို့ဆိုပါတယ်အိန္ဒိယအုပ်ချုပ်တဲ့ကက်ရှမီးယားဒေသမှာခရီးသွား26ရောက်တည်ဆုံခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ပြီးတဲ့နောက်ဒီသဘောတူစာချုပ်ကိုအိန္ဒိယဘက်ကဆိုင်းငံ့ထားခဲ့တာပါဒီစာချုပ်ကအိန္ဒိယနိုင်ငံမှာမြေပြားခံစီစဉ်လာတဲ့မြေတုံးစင်ကမှတဆင့်ပါကစ္စတန်စိုက်ပျိုးမြေ80ရာခိုင်နှုန်းအတွက်ရေရယူနေတာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်